မြန်မာနိုင်ငံအင်္ဂလိပ်လက်အောက်ကျရောက်ပြီးနှစ်ပေါင်း60ကျော်လာတဲ့အခါမှာနေချက်ရဲ့ဖိနှိပ်မှုများပြားလာမှုတွေနဲ့ကမ္ဘာနိုင်ငံရေးမှာလည်းဗြိတိရှ်အင်ပါယာကြီးအင်အားချိနဲ့လာခြင်းတစ်ခုကိုရောက်ရှိလာပါတယ်။ဒီအင်္ဂလိပ်အစိုးရရဲ့ဖိနှိပ်မှုတွေလည်းများလာတယ်။နိုင်ငံကအနေထားရမှာလည်းဒီအင်္ဂလိပ်အင်ပါယာကချိနဲ့လာတယ်เนาะ။ဒီခုနမဟာမိတ်ကောင်ပေါ့သူတို့အုပ်စုကချိနဲ့လာတယ်။ဒီဘက်ကဝန်ယူဆုံးနိုင်ငံတွေပေါ့เนาะ။ဒီဒီဂျာမန် ဂျပန်ဆိုတဲ့ဟာတွေကလည်းကအားကောင်းလာတော့ပြိပခတ်ဖြစ်လာအဲ့ဒီအချိန်ကတော့ခရစ်နှစ်1938ခုနှစ်မြန်မာတက္ကရာအဖြစ်1300ပြည့်နှစ်ပဲဖြစ်ပါတယ်။နေချဲရနေပြီးတော့ပုံမှန်ပြီးအုပ်စုနေတဲ့အချိန်ပေါ့ဗျာ။အဲ့ဒီ1300ပြည့်ကကျွန်တော်တို့6ကနေစတာပေါ့။6ရင်းနဲ့မြန်မာနေစတယ်။မြန်မာနိုင်ငံဂျုံဘဝကိုကြာရောက်ပြီးဆယ်နှစ်တာကာလမှာ လက်နက်ကင်ခုခံရေးတိုက်ပွဲတွေဖြစ်ပွားခဲ့ပေမဲ့အင်အားချင်းမမျှတာကြောင့်တဖြည်းဖြည်းကျဆုံးခဲ့ရပြီးနေချက်ဆန့်ကျင်ရေးတပိတ်တိုက်ပွဲတွေနဲ့ဆက်လက်တိုက်ပွဲဝင်လာခဲ့ကြရာကတတိုင်းပြည်လုံးစုစည်းနိုင်ခဲ့တဲ့ပထမအဦးဆုံးအရေးတော်ပုံကြီးကတော့1300ပြည့်အရေးတော်ပုံကြီးဖြစ်ပါတယ်ကောင်းတော့ရရေးတော်ကတော့မြမပြည်လွတ်လပ်ရေးတမိုင်းကာလမှာအင်တာအရေးကြီးတဲ့အခမ်းအနားတစ်ခုပါခဲ့တာပေါ့နော် ဘာကြောင့်လဲဆိုတော့ဒီအရေးတော်ပုံတွေဆိုတာကဘယ်သူမှလှုပ်ဆော်လို့ဘယ်သူမှဟလာတိုက်တွန်းလို့ဟလာဘယ်သူမှဟလာအားပေးလို့ဆိုတာဖြစ်လာတာမဟုတ်ဘူး။အခြေအနေအရရတည်းကစူးစီးလာတာနော်။1938ခုနှစ်6ရင်းနှင်းမြေမှာရင်းနှံချောင်းမြို့ကိုခွင့်စာတင်ပြီးတွားရောက်ခဲ့တဲ့သခင်ခင်ကိုကို BOC တည်ယူပို့ဆောင်ရေးမန်နေဂျာက အလုတ်ထုတ်ပေခဲ့ရာကစတင်ပြီး6ရင်းနှံကြောင်းရင်းနှံချက်စရည်ရင်းနှံမြေကအလုတ်သမားတူကြီးအုံကြွပြီးဆန္နာပြပွဲကြီးတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ Yeah yeah mama me mama ki do mama bu ba တခင်ညင်ကိုကျင့်ကြပါတခင်ညို hey go စာပရိသွေးတို့ပါမှာ1938ခုနှစ်နိုဝင်ဘာလ30ရက်နေ့မှာတော့အင်္ဂလိပ်နယ်ချဲ့တွေတားဆီးနေတဲ့ကြားကသပိတ်တက်ကြီးဟာမိုင်မောင်း300ကျော်ကွာဝေးတဲ့ရန်ကုန်မြို့ကိုခြိတက်ဆန္ဒပြခဲ့ကြတာပါအဲ့မှာတကယ်ဘူးလားယူတာဒါရှစ်လကြာသွားပြီညသပိတ်ကသူတို့အလုပ်ပြန်မစင်းမနေတာဒါရှစ်လတွင်းဆိုတော့ဗျာခင်ဗျဝင်ဝင်မရှိတဲ့လူဘယ်လိုလုပ်ရက်တည်နိုင်မလဲဗျာအဲ့ဒီမှာသူတို့ကဘာလုပ်လဲလဲဆိုတော့တကယ်ဘူးလားယူတာ ို့ဒါကိုတပြီလုံးတိအောင်လုပ်ရမယ်တို့သပိတ်မှောက်နေတုံးပဲရှိတယ်နော်သပိတ်မလန်ဘူးလုံးစင်းသေးဘူးအဲ့ဒါနဲ့ရန်ကုန်ကိုချီတက်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တာ1938ခုနှစ်နိုဘာလကနေ1939ခုနှစ်ဇူလိုင်လအထိခလလတာကြာမြင့်ခဲ့တဲ့1300ပြည့်အရေးတော်ပုံကြီးအတွင်းမှာ အကြအဆုံးအများဆုံးကတော့အာဇန်နီ18ဦးကြာဆုံးခဲ့တဲ့ မန္တလေးကရဟန်းရှင်လူပြည်သူចောင်းသားတွေရဲ့တပိတ်တိုက်ပွဲကြီးဖြစ်ပါတယ်။ဒီမန္တလေးအနေထားမှာဆိုရင်နောက်ဆုံးဒီ1939ဘယ်ဖေဖော်ဝါရီ9ရက်ပေါ့နော်။ဗမာလူဆိုရင်တော့1300ပြည့်အဲဒိုရဲအဲလာပြည့်ကျော်ဟိုဟိုပါပေါ့6ရက်ပေါ့နော်။အင်္ဂါစနေနေ့ရက်တွေအကုန်စုကြတယ်။စုပြီးတော့စုပြီးတော့ဟိုအလုံးမျိုးပိတ်တဲ့အလုံးလူ2000ကျော်လောက်စုစုပြီးတော့ ဒါဘာလို့ကြမလဲနော်ဒီတပီလုံးတိုင်းနိုင်ငံတွေလို့ဖြစ်နေပြီဘာလို့ကြမလဲငါတို့ခင်းနေမှုတွေများနေအဲ့တော့ဒီရန်မျိုးတမကဥဆောင်ပြီးတော့တဲ့အဲ့ဒါဆိုရင်တော့ငင်းငင်းတော့ဆန္ဒပြမယ်နော်တကယ်ငင်းငင်းချမ်းချမ်းနဲ့ဆန္ဒပြမယ်အဲ့တော့အဲ့ဒီအစီအစဉ်တွေအတွက်ဟာလာဒေးဒေးအားလုံးခေါင်းချင်းဆန္ဒစည်းဝေးကြပြီးတော့နောက်တည့်ရက်အထောင်းတော်ပြည်နေတို့ရဲလာပြီးတော့ခုနှစ်ရက်ဟာလာ1939ခု February 10ရက်နေ့မှာပဲအင်္ဂါစလီကောင်ပြန်ဆုံပြန်ဆုံပြီးတော့ဒီရန်မျိုးတမကဟုတ် ဥက္ခရာဆရာတော်ကနေမှာတခါလေဥဆောင်ပြီးတော့နော်ဒီမှာကဲဟဲ့လားမင်းတို့ဟဲ့လားအင်္ဂလိပ်ကတော့တိုင်းချိနေမှာပေါ့နော်တတိရှိတဲ့သူအသေးခံနိုင်တဲ့သူလိုက်ခဲ့တကယ်ကိုနေချမ်းချမ်းနဲ့ချိတဲ့ဆန္ဒပြနော်အဲ့တော့တခါတစ်ဖက်ကလည်းဟိုပါပေါ့ဟိုကျွန်တော်လက်နဲ့ဆိုလို့အတ္တလိုချောင်းတော့မပါသေးဘူးချခဲ့နော်ဟိုလာနောက်ဆုံးငောင်းကြတာပါငောင်းကြတာထားခဲ့နော်နောက်ဆုံးလာဟိုခန်းနဲ့ထုံးနဲ့ထားပါလေခန်းနဲ့ပြတိုင်စားပြပါထားပြီးတော့ လူပေါင်းတောင်းချီပြီးစပြီးတော့9ရောက်တော့လည်းနေချင်းချီတက်ဆန္ဒပြ။အဲတော့ဒုံမာစီယုံရဲ့ဟလာဒီတင်ဂေတာဖြစ်တဲ့ဟလာတောင်းချေဒုဒစင်ဟလာနောက်ကတောင်းချေဒေါန်လန်လေးနဲ့ချီတက်ကြတာ။ချီကြတော့အင်တော်ဖျားရောင်မောကထွက်တယ်20လန်တန်ရှိတက်တယ်။မရှိတက်တာဘာလို့တက်လဲဆိုတော့ဒီအခုလက်ရှိမန္တလေးမြို့တော်စီမံတာရေးကော်မတီယုံဆိုတဲ့နေရာကပလိမင်းကြီးယုံမန္တလေးမြို့ရဲ့အချုပ်မှုကိုကန်ထားတယ်ပြော။အဲယုံသွားဆန္ဒပြ။အဲတော့ဟလာ ကြီးတဲ့ဆန္ဒပြလာတယ်။လမ်း80နဲ့တစ်ချောင်းမီလန်တောင်ရောက်တယ်။ရောက်တော့ပြိတက်ကတားတယ်။ပြန်ပေါ့နော်။သူစုခွဲတာပေါ့။ဟိုကလည်းမရဘူးတန်ငါတို့တကယ်နေချမ်းနဲ့ငါတို့ဟလာဒီမတရားတဲ့ဥတွေကိုကာဝယ်တဲ့အနေနဲ့ဆန့်ကျင်နေတဲ့ဆန္ဒပြတယ်။အဲ့တော့ထုံးတမ်းတယ်ပေါ့ပြိတက်ပြစ်တယ်ပေါ့နော်။ပြစ်တော့အဲ့ဒီတစ်ချောင်းမီလန်ဟလာဒီလမ်း80နဲ့81လမ်းကြာအခုစတူရီယုံရဲ့တောင်ပေါက်မှာလည်းကိုစပြီးတော့ဟလာဂျဟန်ရှင်ကိုအကြောင်းသားပြီးစပြီးတွေ့နေကြတယ် ော့အဲ့ဒီမှာတစ်ချက်ပြစ်တယ်နောက်အနောက်ဖက် set light set light ပြစ်တယ်82လောက်တော့အရင်ကတော့အဲ့ဒီနေရာလေးကတော့ immediate ban လို့ခေါ်တာပေါ့အခုတော့ဟလာဘက်ကနောက်ဘက်ကထောင်းတက်လာဟိုဒီဘက်ကဟောင်းကောင်စတိုးတော့အိန္ဒိယဒီကအဲ့ဒီနောက်ကဒီကတက်ကဟလာဒီဟိုကဟိုစန္ဒပြတဲ့ဟိုပုံကြီးတွေကြောင်းသားတဲ့နောက်ဆုတ်ရတာပေါ့ဆုတ်တော့တာငါတို့ဘန်ဒစ်ပေါ့အဲ့ဒါတော့အရင်ကတော့ row company လို့ခေါ်တာပေါ့အဲ့ဘန်ဒစ်တော့မှတစ်ခါပြစ်တယ်အဲ့တော့ပြစ်လိုက်တဲ့၃နေရာမှာလမ်းမော်တဲ့ကိုပဲ15ဦးကြာ နော်ဇဟန်ရောចောင်းသားရောပြည်သူရော15ခုကြာတယ်အဲ့တော့ဟိုအဲ့လုံကမှတ်တမ်းတွေတင်ထားတဲ့ဓာတ်ပုံတွေရဆိုရင်ဒီဟိုစတူရုံရဲ့တောင်ဘက်မှာဖြစ်တဲ့ဟာဆိုရင်ဟိုတွင်းကြီးကြာနေတဲ့ယဟန်ကအောက်မှာကတိရလောက်မှာခူခူလေးဖြစ်နေပြီမဲ့တောင်းအောင်ကျတူးနေတယ်လားမလဲဘူးပေါ့နော်ဒီနှစ်ဆိုရင်မန္တလေးအာဇနီ18ဦးကြဆုံးခဲ့တာ85နှစ်ပြည့်စင်ရတုနှစ်ပတ်လည်ကိုရောက်ရှိလာပြီဖြစ်တာကြောင့် အာဇာနီတွေကြဆုံးခဲ့တဲ့ဖေဖော်ဝါရီလ23ရက်တဘိုရဲလာပြည့်ကျော်9ရက်နေ့မနက်မှာ1300ပြည့်အရေးတော်ပုံကိုဂုံမြူတော်အားဖြင့်တန်ဃာတို့အပား1300ကိုစွန်းလောင်းလူသွားမှာဖြစ်ပြီးရဟန်းရှင်လူပြည်သူတွေနိုင်ငံရေးအဖွဲ့အစည်းတွေနဲ့လူမှုရေးအသင်းအဖွဲ့ပေါင်း18ဖွဲ့တို့ဟာအာဇာနီ18ဦးရဲ့ဓာတ်ပုံတွေကိုကင်ဆောင်ပြီး အာဇန်နီဗိမှန်ရှိရာကိုခြိတဲ့ဂါရဝပြုကြမှာဖြစ်ပါတယ်ဒုခေတွင်မာညညာရောမာလာဒုဗမာဒုဗမာမဟုတ်လေဒလာဒုဗမာငါရောဗမာ yau ya ba ba tu ba ma nau na nau ta kau la ya tu mu ju long long ba ba ye ye ba ma mi mi ba ma ti do ba ma bu ta ke ni go chi nya ba ta ke yo hey go ba o au စာပရိသွေးတို့ပါမအဲ့ဒီနေ့မှာရဲဘော်ဘာဟင်းကိုနေဂုံပြူတဲ့အနေနဲ့အာဇန်နီဘိမှန်မှာအထိတ်အမှတ်ကြောက်စာစိုက်ထူသွားမှာဖြစ်ပြီးအဲ့ဒီကြောက်စာတိုင်းကိုမူရင်းစာသားတွေအတိုင်းတမဝရီဦးအောင်မင်းက ထုစစ်နေပြီဖြစ်ပါတယ်ဒီလိုထောက်လို့ရတဲ့ရေတော့ဟို85လေးပြည့်အတွက်တန်ငါထောက်300ကိုရှင်းကပ်မယ်ရှင်းကပ်မယ်ပြီးတော့ပြတော့ရှင်းကပ်မယ်ပြီးတော့လူတွေပြုံးမှာဖေးရတယ်ပြီးတော့ လို့လို့လို့ဖြစ်ခဲ့တာဒီဘက်ကဒီဘက်ကကျွန်တော်တို့ဖရားကြီးတော့ဖရားကြီးကနေပြီးတော့ကလို့လူကရားနေပေါ့ထွန်းတော်ပြီးအရေးတော့မဟုတ်အလန်းလေးပါပဲဒီလိုလူဓမ္မုံလေးပါပဲအဲ့လိုလိုကန်ပြီးတော့လမ်းလျှောက်ပြီးတော့ဒီလိုလာခဲ့ဆိုပြီးတော့ပြရအာဇန်နီ18ဦးကြဆုံးခဲ့ရတဲ့1300ပြည့်အရေးတော်ဘုံဟာကိုမျိုးကိုရွာတမိုင်းဖြစ်တယ်လို့မြမတမိုင်းမှာ ਨੇ အကြီးမားဆုံးပြရုပ်တစ်ခုဖြစ်တာကြောင့် မန္တလေးမြို့သူမြို့သားတွေဟာအခုနှစ်စင်ရတုအခမ်းအနားကိုကြီးကျယ်ခမ်းနားစွာကျင်းပဖို့ပြင်ဆင်နေကြပါတယ်ရှင်။ဟိုမထားဘူး။ဟေ့တို့ဗမာ။ကြောက်တို့တခင်းလဲဆွဲရဲရဲတော့မိတို့။တနာရှိတဲ့အခါစူးမြောင်းခလုတ်ဗမာ။ဟာမာလောကသဘောမကြဘူး။ဟေ့ရှုပ်မဲ့တခင်းမိတို့ဗမာ။ ထိတ်ထိတ်ကျဲတတ်တိပါဘိုးမထားဘူးဟဲ့တို့ပါမာဒီတော့ကျောင်းတို့တကယ်လဲဆွဲ